်ဤမောင်သင်းလွင်ရေးသားသောမွန်တီခရစ်စတိုမျိုးစာကြီးအခန်းနှစ်အဖေနဲ့သားဒန်ဒီကလမ်းကျန်းလေးတစ်ခုတွေချိုးပွပြီးအိမ်လေးတစ်လုံးထွေးဝင်လိုက်တဲ့အက်ဒမောငါသားကြီးမင်းအခုဒီမာဆေးကိုရောက်လာပြီပေါ့မင်းရဲ့အကြောင်းနဲ့တင်းတွေငါ့ကိုပြောပြပါအောင်လို့သူဖခင်ကအုပ်ပြလိုက်တယ်။စိတ်မကောင်းစရာတင်းတချို့တော့ရှိတယ်။ကောင်းမြတ်တဲ့ကပတင်ကြီးလက်ကလိုတော့တေချာပြီ။ဒါပေမဲ့ကျွန်တော်ကအခုဆိုရင်ဖာရန်တင်မိုးရဲ့ကပတင်ဖြစ်သွားပြီဗျာ။ စဉ်းစားကြည့်ပါဦးများကျွန်တော်အသက်ကအခုမှ20ပဲရှိသေးတယ်ကြီးကြီးတဲ့တင်မိုးကြီးတစည်းရဲ့ကပင်ဖြစ်တော်ပြီလေဝင်ဝေကောင်းကောင်းရတော့မယ်အဖေကိုအင်အစ်စ်တလုံးဝေပေးနိုင်တော့မယ်အဖေဘာဖြစ်နေရလဲနေမကောင်းဘူးလားဘာမှမဖြစ်ပါဘူးကွာလို့သူ့အဖေကပြန်ပြေတယ်အဖေစားစရာနဲ့တောက်စရာတခုခုလိုနေတယ်။အဖေအတွက်စားစရာနဲ့တောက်စရာကိုဘယ်နေရာမှာကျွန်တော်ခြာရမလဲလို့မီးတော့အိမ်ထဲမှာဘာမှမရှိဘူးကွာလို့အဖိုးအိုကပြန်ပြေတယ်။ ဒါပေမဲ့ငါအနေနဲ့ဘာမှမလိုပါဘူး။ဘာကြောင့်ဆိုမင်းဒီမှာရှိနေပြီလေ။လွန်ခဲ့တဲ့3လကျွန်တော်ထွက်သွားတော့ကကျွန်တော်အဖေကို print တန်းက200ပေးခဲ့တယ်လို့ဒန်ဒီယာပြုတ်လိုက်တယ်။အေးကွာဒါပေမဲ့တို့ရဲ့မိတ်ဆွေဒီ graph ကိုပတ်စံနေနေပြန်ဆက်ရတယ်လေ။သူကတောင်းလို့ပါ။မင်းကသူ့ကို print တန်းက140ပေးစရာရှိတယ်လို့ဒီ graph ကပြောတယ်။အဲ့ဒီမွေတွေကိုငါကပြန်မဆက်ရင်မွန်စီယာမော်ရယ်စီတောင်းတိုင်မင်းလို့ချင်းချောက်တယ်။ အဲ့ဒါကြောင့်အဘိုးအိုလေးကဒီ crow ကို print တန်းက140ပေးလိုက်ရတယ်။ပြီးတော့လွန်ခဲ့တဲ့3လတာကာလကို print တန်းက60နဲ့ပဲစားတောင်းနေထိုင်ခဲ့ရတယ်။ဒန်တီကအရန်ကိုစိတ်မချမ်းမသာဖြစ်သွားတယ်။ဒါပေမဲ့အဖေကဒီ crow ကိုပတ်စံတဝက်ကြိုကြိုပေးခဲ့ပြီးပြီပဲ။အဲ့ဒီလိုဘာလို့လုပ်ရတာလဲ။ဒီမှာအဖေဒီဟာကိုယူသွားပြီးအစားအသောက်နည်းနည်းလောက်မှပါ။အက်ဒမွန်ကသူ့ပတ်စံအားလုံးကိုစပွေးပေါ်မှာတင်ပြီးတင်ပေးလိုက်တယ်။ မဟုတ်တာအဲ့ဒီပစ္စံအားလုံးကိုငါမလိုအပ်ပါဘူးဒါပေမဲ့ဒီကိုဒီကရောက်လာနေပြီမင်းအိမ်ပြန်လာတယ်ဆိုတာ तू သိရလေ तू ကမင်းကိုကြိုးစုံနှုတ်ဆက်ရှင်တာပါလို့အဘိုးကပြောလိုက်တယ်ဟယ်လိုမင်းပြန်ရောက်လာပြီလားအက်ဒမွန်လို့ဒီကရောက်ကမေးလိုက်တယ်ဟုတ်ပါတယ်အိမ်နီးချင်းရင်လို့ဒန်ဒီကပြန်ပြောလိုက်ပါတယ်သူ့ရဲ့တကိခံစားချက်တွေကိုဖုံးကွယ်ထားဖို့ तू ကကြိုးစားတယ်ထိုက်တဲ့တက်လောက်ခမောက်ကိုကိုကြီးဖို့ကျွန်တော်အစင်သက်ရှိပါတယ် မင်းကအခုတော့ချမ်းသာသွားပြီပဲလို့စပွေးဘွားပတ်စံလေးကိုအာတန်ငန်းငန်းကြည့်ရင်ဒီကရော့ကပြုတ်လိုက်တယ်။အိုးဒါလားလို့တန်တီးကပြန်ပြုတ်လိုက်တယ်။ဒါကကျွန်တော်အဖေရဲ့ပတ်စံပါ။ဒါပေမဲ့ရပါတယ်။ခမ ्या ကကျွန်တော်တို့ရဲ့အိမ်ကြီးစဉ်းစားခြင်းပဲ။အကယ်၍ခမ ्या အနေနဲ့ငွေကြီးလိုအပ်တယ်ဆိုရင်ကျွန်တော်တို့ကခမ ्या ကိုချေးမှာပေါ့။ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ဘာမှမလိုအပ်ပါဘူး။ ျွန်တော်တငငချင်းဒန်ဂလာနဲ့တွေ့ခဲ့လို့ပါဒါကြောင့်ခမည်းဒီမှာရောက်နေတယ်ဆိုတာကျွန်တော်သိခဲ့တာပေါ့ခမည်းတော်တွေ့ချင်လို့ကျွန်တော်လာခဲ့တာပါတူလိုက်တဲ့ဒီဂရောင်သူကကျွန်တော်မိတ်ဆွေကြီးတယောက်ပဲပဲလို့အဖို့အကပြောလိုက်တယ်ဒီဂရောင်ရဲ့မျက်နှာပေါ်မှာအကျဉ်းနံကြောင်းမဲ့ဝေကောင်းတဲ့အသင်မြင်တစ်ခုပို့သွားတယ်မော်ရီကခမ ्या ကိုသဘောကျကျင်နေပါတယ်။ဖရန်တင်မိုရဲ့နောက်ခတ်မဲ့ကပတင်ဖြစ်ဖို့ခမ ्या မျှော်လင့်နေသလားလို့သူကမေးတယ်။ဟုတ်ကဲ့ကျွန်တော်ကနောက်ခတ်မဲ့ကပတင်ဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့အဖေရေအဖေစီကလည်းကျွန်တော်သွားရအောင်မယ်။အခုမျိုးလေးမှာတခြားတယောက်စီကိုကျွန်တော်သွားတွေ့ရအောင်မယ်။မာစီဒီကမာစီစိတ်ကန္နာမှာတယောက်တည်းနေတယ်။ဒါကြောင့်ဆိုသူမရဲ့အဖေအမေကနှစ်အနည်းငယ်ကြာကြာတုန်းကတည်ဆုံသွားခဲ့ကြလို့ဖြစ်ပါတယ်။ parenting mode တင်မိုးစိတ်မှာဆက်ကပ်နေတဲ့အချိန်မှာသူမကသူမရဲ့အိမ်မှာမောင်ဝမ်ကွေးတို့ဆက်သူဖာနန်မွန်ဒီကိုနဲ့စကားဆက်နေပြောနေကြတယ်။သူမရဲ့မောင်ဝမ်ကွေးကအသက်20ရှိပြီလေ ခနန်ကစစ်သားတယောက်ဖြစ်တဲ့သူက သူ့ကိုလက်ထပ်ဖို့မာဇီဒီကိုအကြိမ်များစွာတောင်းဆိုခဲ့တယ်။သူမကလည်းအမြဲတမ်းငြင်းပေခဲ့တယ်။ဒါကြောင့်ဆိုသူမကအက်ဒမွန်ဒန်ဒီနဲ့မေတ္တာမျှနေကြလို့ဖြစ်ပါတယ်။ဒါကြောင့်စစ်သားဖနန်က သမောသားအက်ဒမွန်ကို မုန်းတယ်။သောပါတော်ပါလူကလေးရေဖရဲသခင်ကမင်းရဲ့ဇနီးကိုကောက်ွယ်စောင့်ရှောက်ပါစေ။သူ့ဇနီးဟုတ်လား။သူမက သူ့ဇနီးမဟုတ်သေးပါဘူး။မာဇီဒီကမိမချိုလေးတယောက်ပဲ။ မိမရှိုးတွေမှာငွေရတဲ့ယောက်ျားလေးတွေရီးစားတွေအများကြီးချစ်ကြတာပဲဒါပေမဲ့မင်းကဖာရိုဒင်မိုးရဲ့ကပတိန်ဖြစ်တော့မယ်လေဒါကြောင့်လို့ဒီကရော့ကပြောလိုက်တယ်မိမရဲ့အဖို့ထားတဲ့ကျွန်ုပ်ရဲ့သဘောထားပြီးတော့မာစီတီအဖို့ထားတဲ့သဘောထားကခမားရဲ့သဘောထားထက်ပိုကောင်းတယ်လို့ဒန်ဒီကပြောလိုက်တယ်။သူမကကျွန်ုပ်ကိုအမြဲတမ်းချစ်နေမယ်ဆိုတာကျွန်တော်သိတာပေါ့။အဒမွန်အိမ်ကထွက်သွားတယ်။ဒီဂရော့ကဒန်ဂလာရဲ့ ဆီသွားပြီးအဖို့ပြုတ်ပြီးတယ်။တင်မောသားဒန်ဂလာကလမ်းနောက်ကနေသူ့ကိုစောင့်ကြည့်နေတယ်။သူကကပတိန်မဖြစ်သေးပါဘူးလို့ဒန်ဂလာကအေးဆေးတည်ငြိမ်စွာပြောလိုက်တယ်။မဖြစ်အောင်လေတို့တွေဟန်တားနိုင်ပါတယ်။ခေသွားကြမယ်။တို့တွေလာရက်ဆက်စားတော့စမှာရက်နာပြီးအဲ့ဒီမှာဝမ်တခွက်လောက်တောက်ရအောင်။ကဲအဲ့ဒီလိုဆိုရင်အခုပဲသွားကြစို့ဒါပေမဲ့တောက်တဲ့ကုန်ကြစိတ်ကိုမင်းရပေးရမယ်နော်လို့ဒီဂရော့ကပြောလိုက်တယ်။ အခန်းသုံးမာစီဒီတပင်တပင်အောက်ကစပွေးတလုံးမှာဒန်ကလာနဲ့ဒီဂရောင်းတို့ထိုင်လိုက်ကြတယ်။အဲ့ဒီကနေမီတာ100လောက်ဝေးတဲ့အင်တန်ဆောင်လေးမှာတော့မိမိငယ်လေးတယောက်ပတင်းပေါက်မှာယက်နေတယ်။သူမရဲ့ဆန်ကေတာအယောင်ကညအမောင်လိုမင်းနဲ့နေတယ်။သူမရဲ့မျက်လုံးလေးတွေကတိုးရိပ်တောင်ရိပ်တို့ရင်သက်ရှုမှုတွေတောက်ပြောင်နေမှောင်နေပါတယ်။မာစီဒီရေအတန်တန်ကအိမ်မင်းကနေကြည်လင်ရှင်ပြဆောင်အုပ်ခိုးလိုက်တယ်။မာစီဒီရေဟားလို့မြို့လိုက်တယ်။ ပြီးတော့သူမကတကားစီပြေးပြီးဖွင့်လိုက်တယ်။ဒီမှာအက်ဒမွန်ရဲ့ကျမဒီမှာအက်ဒမွန်ကမာစီဒီကိုပြေးဖက်လိုက်တယ်။မာစင်းမျိုးရဲ့ရွှေရောင်ဝင်းနဲ့နေတဲ့နေရောင်ခြည်တွေကသူတို့အပေါ်မှာရှင်လန်းတောက်ပက်တောက်ပနေပါတယ်။သူတို့အတူတကွပြန်နေစုံစည်းကြပြီးတလောကလုံးမှာနှစ်ဦးသေးတာရှိတဲ့လူသားတွေလည်းပြန်နေစုံစည်းရတဲ့အတွက်သူတို့နှစ်ဦးကလွေလို့တလောကလုံးကိုမေ့သွားကြတယ်။ယုတ်ချီးပြုံစားကြီးဆိုသလိုဒန်တီကဖန်နန်ကိုမှောင်နေတဲ့အခန်းလေးမှာတွေ့လိုက်တယ်။ အဲ့ဒီမှာဒီဒေါသုံးယောက်ရှိနေတယ်ဆိုတာငါမသိခဲ့ဘူးလို့သူကမျက်မှောင်ကြုံရံပြောလိုက်တယ်။အဲ့ဒီနောက်မာစီရီဖက်လိပြီးအဲ့ဒီလူကဘယ်သူလဲလို့မေးလိုက်တယ်။သူကအရှင်နဲ့မိတ်ဆွေဖြစ်မဲ့လူလေ။ဘာကြောင့်ဆိုသူကကျမရဲ့မိတ်ဆွေကျမရဲ့မောင်နှမဝန်ကွေးတော်တဲ့ဖာနန်လေ။ရှင်ကသူ့ကိုမမှတ်မိတော့ဘူးလားလို့မာစီရီကပြန်ပြောလိုက်တယ်။ဟုတ်ပါပြီလို့ဒန်နီကပြောပြီးရင်းရင်းနှီးနှီးနဲ့လက်ဆွဲနှုတ်ဆက်ဖို့သူ့လက်ကိုဆန်းထုတ်ပေးလိုက်တယ်။ဒါပေမဲ့ဖာနန်ကအက်ဒမွန်ဒန်နီကိုဒေါသတကြီးနဲ့ကြည့်လိုက်တယ်။ ကန်းနေတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်ဖို့လှုပ်တော့မလှုပ်ဘူးဒန်တီကမာစီတီကိုကြည့်လိုက်တဲ့ပြီးတော့ဖန်နန်ကိုထပ်ကြည့်လိုက်ပြီးဒီနေရာမှာရန်သူတယောက်မှတယောက်နဲ့တွေ့ရတယ်ဆိုတာငါမသိခဲ့ဘူးလို့ပြောလိုက်တယ်ရန်သူတရားဟုတ်လားဒီမှာရန်သူမရှိပါဘူးရှင်နဲ့လက်ဆွဲနှုတ်ဆက်မဲ့ကျမရဲ့မောင်ဖန်နန်ပဲရှိပါတယ်လို့မာစီတီကအော်ပြီးပြောလိုက်တယ်ပြီးတော့သူမကဖန်တန်ကိုမျက်နှာသားတင်းတင်းနဲ့ကြည့်လိုက်တဲ့အတွက်သူကဒန်ဒီစီဖိဖိချင်းလာပြီးလက်ဆွဲနှုတ်ဆက်တယ် အဲ့ဒီနောက်သူအိမ်ထဲကနေပြေးထွက်သွားတယ်သူစပင်ကို သူ ဆုပ်ဆွေးပြီးငိုရင်းနဲ့ဒန်ဒီကိုလေးတေးပါစီလို့ဆူတောင်းရင်ထွက်သွားတာပါဖာနန်ကဆက်ပြေးသွားရင်ဒန်ဂလာနဲ့ဒေဂရော့တို့အရက်တောက်နေတဲ့စားတောက်ဆိုင်ကိုရောက်သွားတယ်ဒေဂရော့ကအရက်ရှင်တက်ဆရီဝေဝေမူစားပြုတ်နေပြီဒီတော့သူကဖာနန်ကိုသူတို့နဲ့လာတိုင်းဖို့အိုခေါ်လိုက်တယ်ဖာနန်ကိုစတင်ပြီးလောင်ပြောင်တယိုတယ်သူ့ခွက်ကိုကင်ပြီးမိမေရှိုးလေးမာစီဒီရဲ့ခင်ဝါကပတိန်အက်ဒဝမ်ဒက်တီအတွက်တော့တောက်ကြစို့လို့ပြောလိုက်တယ် ပြိုတန့်ကိုလေးကြားရောဖန်နန်ကသူ့ရဲ့ဝမ်အရက်ခွက်ကိုမြေပြင်ပေါ်တော့ပောက်ခွေးပစ်လိုက်တယ်။ဒီဂရက်ကကပတင်ဒက်ဒီလို့ပြောတဲ့အတွက်ဒန်ကလာကလည်းဒိုးသားထွက်သွားတယ်။အက်ဒမွန်နဲ့မာစီဒီတို့လမ်းလျှောက်ရင်းလာရက်ဆက်စားတောက်ဆန်ကိုဖြတ်ကျော်သွားကြတယ်။ဒီဂရက်ဒန်ကလာနဲ့ဖာနန်တို့ကအဲ့ဒီအထိအဲ့နေရာမှာရှိနေကြစေဖြစ်တယ်။ Hey အက်ဒမွန်လို့ဒီဂရက်ကအိုခိုလိုက်တယ်။သူကထာယာကနေထားလိုက်တယ်။မင်းကမင်းရဲ့တငယ်ချင်းတွေကိုစကားမပြောနိုင်လောက်အောင်မန်တွေတိုက်တက်နေသလားကွာ။ လို့မေးလိုက်တယ်။မနာလိုဝန်တုံမှုကြောင့်ခရောင်၆ချားဖြစ်နေတဲ့ဖန်တန်ဟာထိုင်ရာကထလိုက်တယ်။ဒန်ဒီကိုထိုးနဲ့တိုက်ခိုက်တော့မဲ့အတန်းပဲဒါပေမဲ့မာစီဒီရဲ့အကြည့်တစ်ဆက်ကသူ့ကိုဟန်တာလိုက်တယ်။သူ့ကလက်ထိုင်းမှာပြန်ထိုင်ချလိုက်တယ်။မဟုတ်ပါဘူးကိုလူရဲလို့ဒန်ဒီကပြန်ပြောလိုက်တယ်။ကျွန်တော်မမတက်ပါဘူးဗျာဒါပေမဲ့ကျွန်တော်ပြိုလို့ပါကျွန်တော်ကမာစီဒီအကြောင်းစဉ်းစားနေလို့ပါမင်္ဂလာဆောင်ကဘယ်လိုလဲလို့တန်ကလာကမေးလိုက်တယ် မကြခင်မှာပေါ့မနဲ့ပြန်တာမှမဟုတ်နောက်တရက်ပို့လို့လာရက်ဆက်မှာပဲလေခမားနဲ့ဒီဂရောင်းတို့လေးလာကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မနဲ့ပြန်တာမှမဟုတ်နောက်တရက်ဟုတ်လားကတိုက်ကရက်ကြီးပါလားကပတိန်ရဲလို့ဒန်ကလာကပြောလိုက်တယ်ကျွန်တော်ကကပတိန်မဖြစ်သေးပါဘူးဒန်ကလာလို့ဒန်တီကပြန်ပြောလိုက်တယ်ဒါပေမဲ့ဟုတ်တယ်ဗျာကျွန်တော်တို့အရင်စလို့တကတိုက်ကရက်တို့ဖြစ်သွားတယ်ဘာကြောင့်ဆိုတော့ကျွန်တော်ကပေရစ်မျိုးကိုတော့ရအောင်မယ်လीပေရစ်ကိုအဲ့ဒီမှာအလုပ်ကိစ္စရှိလို့လား ကျွန်တော်ရဲ့အလုပ်ကိစ္စကတော့မဟုတ်ပါဘူးကပတိန်လက်ကလုကသူ့ရဲ့အလုပ်တချို့ကတော့ပြီးဆုံးအောင်လုပ်ပေးဖို့မှာတော့လို့ပါဟုတ်ပြီကျွန်တော်နားလိုက်ပြီလို့ဒန်ကလာကပြောလိုက်တယ်ပြီးတော့သူကထပ်ပြီးသူ့ကိုသူရည်ရွယ်ပြောဆိုတယ်ပယ်ရစ်ကိုသူကမာရှေဘာထရန်ရဲ့စာကိုအဲ့ဒီကိုယူသွားလိမ့်မယ်ဟာငါစိတ်ကူးတစ်ခုရပြီတငယ်ချင်းတန်ဒီမင်းဟာဖာရန်တင်မိုးရဲ့ကပတိန်မဟုတ်သေးဘူးမဟုတ်စရာဘူးကွာအဲ့ဒီနောက်မှာမှသူကအက်ဒမွန်ဖက်လိပြီးကောင်းမြတ်တဲ့ခီးတစ်ခုဖြစ်ပါစေလို့ဥပြုလိုက်တယ်ကျေးဇူးပါပဲတငယ် ခြင်းလို့အက်ဒမွန်ကပြန်ပြောလိုက်တယ်ပြီးတော့ချစ်သူနှုတ်ဦးဟာသူတို့ရဲ့ပြုရှင်ဆမ်းမြင့်နေတဲ့လမ်းပေါ်မှာဆက်လက်ခြောက်လှမ်းခဲ့ကြတယ်ဒန်ဒီနဲ့မာစီတီတို့မြင်ကွင်းကနေပြောက်ဝင်မသွားမချင်းတန်ကလာကစောင့်ကြည့်နေလိုက်တယ်ပြီးတော့မှကလန်ထိုင်မှာတုံတုံရင်ထိုင်နေတဲ့မျက်နှာဖြူဖက်ဖြူဝင်တဲ့ဖာနန်ဘက်လှိမ့်လိုက်တယ်ဒီမှာကိုလူဒီမင်္ဂလာကိစ္စကမင်းကိုစိတ်မချမ်းမသာဖြစ်စေလို့လားကျွန်တော်တို့မြို့ရင်းချက်တွေပြတ်တုံသွားစေတာပေါ့ဗျာမင်းကမာစီတီကိုချစ်နေတာကြာပြီလား သူမကိုစသည့်တည်ခြင်းကလေးအားပေါ်ပြဒါနဲ့များမင်းကဒီမနေရာမှာထိုင်နေပြီးဘာမှမလုပ်ဘဲနေနေတယ်ကျွန်တော်ကဘာလုပ်နိုင်မှမလို့လေဗျာလို့ဖန်နိုင်ကမေးလိုက်တယ်ငါဘလို့လို့သိနိုင်မလဲကွာငါပြေတနာမှမဟုတ်တာဒါပေမဲ့မင်းကိုတော့ငါအကူအညီပေးချင်ပါတယ်ခမားကကျွန်တော်ကိုဘလို့ကူညီပေးနိုင်မလဲလို့ဖန်နိုင်ကမေးလိုက်တယ်။အကေ၍ဒန်ဒီတာထောင်ကြတော့ရင်သူတို့တွေလည်းမထနိုင်ကြတော့ဘူးပေါ့။ကောင်းလေးငါစီမင်းနဲ့တချောင်းနဲ့စာရွက်ယူခေစားဟဲလို့တန်ကလာက ဇပွေးထိုးကိုအိုးထိုးပြီးတောင်းလိုက်တယ်။ထူးခြားတဲ့အတွေးကိုတစ်ခုပဲပဲလို့ဒီကရော့ကပြောလိုက်တယ်။လူတယောက်ကိုမင်းကဓာတ်တလဲနဲ့တတ်နိုင်တယ်။ဒါပေမဲ့မင်းကသူ့ကိုဒီကလောင်တန်နဲ့လေးတတ်နိုင်တာပဲကို။ ။ဘာဘာလုပ်တော့မယ်ဆိုတာကိုမင်းကိုပြောပြမယ်လို့ဒန်ကလာက ပြောလိုက်တယ်။ဒန်တီဟာခရီးတစ်ခုကနေပြန်လာကစားဖြစ်တယ်။သူကအယ်ဘာကျွန်းမှာရပ်တန့်ခဲ့တယ်။အစိုးရအရာရှိတယောက်စီဒိုးကစားတဆောင်ပို့မယ်။ဒန်တီဟာနပိုလီယန်အတွက်အလုပ်လုပ်နေပါတယ်လို့ဒိုးကရေးမယ်။သူကနပိုလီယန်ကို အုပ်စိုးသူအဖြစ်ပြင်သစ်တို့ပြန်ခေါ်လို့သူဖြစ်တယ်။ဒန်ကလာကဘေဘက်လက်ကိုအသုံးပြုပြီးစာရေးတယ်။ ဘရင်ဘက်တို့သားမိတ်ဆွေတယောက်မှာဘရင်အရာရှိမင်းများအတွက်သတင်းအဆက်အလက်များရှိနေပါတယ်။ဖာရန်တင်ဘိုးမှာအက်ဒမွန်တန်တီတီပေရစ်ရှိနပိုလီယန်၏နောက်လက်များသို့ပြည်ရန်စတဲ့ဆောင်ကိုအေဘာကျမယူခဲ့ပါသည်။ထို့စာကိုသူ့ရဲ့ကုတ်အင်ဂျီအထည်တွင်ဖြစ်စေ၊သူ့ဖခင်ရဲ့အိမ်တွင်ဖြစ်စေ၊တင်ဘိုးဘိုရှိသူ့အခန်းတွင်ဖြစ်စေသင်တို့တွေ့ပါလိမ့်မယ်။သူကစာကိုစာအိတ်တစ်ခုတည်းထည့်လိုက်တယ်ပြီးတော့နာမည်တစ်ခုကိုစာအိတ်ပေါ်မှာရေးလိုက်တယ်။ PD ဖို့ ကဲငါတော့ဆောင်ရွက်လို့ပြီးသွားပြီလို့တန်ကလာကပြောလိုက်တယ်။အေးမင်းကတော့လုံးလို့ပြီးသွားပြီလို့ဒီကရော့ကပြောလိုက်တယ်။ဒါပေမဲ့တခြားလူတွေမလို့ရှင်တဲ့ညစ်ပတ်ရုံမာတဲ့အလုပ်တစ်ခုပဲပဲ။သူကစာကိုယူဖို့လက်ကိုကမ်းလိုက်တယ်။မနာပေါ့ဗျာလို့တန်ကလာကပြောလိုက်တယ်။ဒါပေမဲ့အပြိုအပြက်နဲ့အဖြစ်နဲ့သာပြောတာပါဗျာလို့ဟောကဲဟောဒီမှာကြီးဆိုပြီးသူကစာကိုလက်ထေကချိန်မွားပြီးလွှင့်ပစ်လိုက်တယ်။ကောင်းပါလေဗျာလို့ဒီကရော့ကပြောလိုက်တယ်။လာဟေ့ဖာနန်သွားကြစို့ ဟင်ပြကျွန်တော်ကရွာဖက်ကိုပြန်မလို့ဖန်တန်းကအိုပြလိုက်တယ်။ဒါကြောင့်ဒန်ဂလာနဲ့ဒီဂရော့ကမာစီကိုပြန်လျှောက်လာခဲ့တယ်။သူတို့တွေခက်လန်းလန်းရောက်သွားတဲ့အခါမှာဒန်ဂလာကနောက်ပြန်လှည့်ပြီးကြည့်လိုက်တယ်။ဖန်တန်းကခြေမွထားတဲ့ဆာကိုကောက်ယူပြီးရွာဖက်သို့ခတိုက်ကြိုက်ထွက်သွားတာကိုတွေ့လိုက်တယ်။ဒီဂရော့ကတော့ဘာတွေဖြစ်လို့ဖြစ်မှန်းမသိသလားအကောင်အုံကိုမူအမိုးလွန်နေပြီးဒန်ဂလာက သူ့ကိုယ်သူပြောလိုက်တယ်။ကောင်းပါလေအခုဆိုရင် လုပ်ငန်းကစပြီးသွားပြီ။နောက်ထပ်ဘာအကူအညီမှမလိုပဲဆက်ဖြစ်သွားမှာပဲ။ ရက်ဆက်ကစတိုဂီးတွေဟာအလွန်တရာထူးခြားကောင်းမွန်တဲ့အစားအစာတစ်မျိုးကိုမင်္ဂလာဆောင်အတွက်ကြိုတင်ပြင်ဆင်နေတယ်။ဖာရင်တင်ဘောကလူတူတူများများဒီကိုရောက်ရှိနေကြပြီးပြီးတော့ဒန်တီရဲ့တခြားတငယ်ချင်းမိတ်ဆွေတွေလည်းရောက်နေကြပြီးခေါင်းငယ်မှကြည်လင်ပြီးနေတာတဲ့နေ့တနေ့ပါပဲ၁၇ရက်လောက်ရောက်တော့ဟိုတယ်လီတာဆောင်မှာအစ်တီတို့နဲ့ပြည့်စက်နေပြီးမစ္စတာမော်ရီရောက်ရှိလာတယ်။ပြီးတော့မကြခင်မှာအက်ဒမွန်နဲ့သူဖခင်ကဒီသူမရဲ့တငယ်ချင်းတချို့ရဲ့အတူရောက်ရှိလာကြတယ်။ သူတို့ရဲ့နောက်မှာဖန်နန်းလမ်းလျှောက်ပြီးလိုက်လာတယ်။သူမျက်နာပေါ်မှာကတော့ရက်ဆက်ရုံမာတဲ့အပြုံးလေးနဲ့"ကဲကျမတို့အခမ်းအနားစားကြတော့မလား"လို့ချိုတာကြည့်တွင်နဲ့အတန်လေးနဲ့မာစီဒီကမေးလိုက်တယ်။ကျမတို့ဖျားရှိကိုကြောင်းကိုသွားကြရမယ်လေ။အဖွေတွေကလူတန်းမတက်ရက်ပြီးစတင်တန်းစီလိုက်ကြတယ်။ရုတ်တရက်ပဲခြေလောင်နဲ့အတန်တန်ပို့ထွက်လာတယ်။လူတယောက်ကတကားကိုခောက်ပြီးအိုလိုက်တယ်။တကားခွင့်စမ်းဥပဒေကအနှံထားတဲ့အမိအနာအယ ခိုင်းနေတဲ့တကားခွင့်ဆန်အရာရှိတယောက်ဝင်လာတယ်သူနဲ့အတူစစ်သား၄ယောက်ပါလာတယ်အဒမွန်တန်တီပမာလဲအဲ့ဒါကျွန်တော်နာမည်ပါခင်ဗျာလို့အဒမွန်ကပြန်ဖြေတယ်ဘာကိစ္စရှိလို့ပါလဲဘာကြောင့်ပါလဲခင်ဗျာကျွန်တော်ကခင်ဗျားတို့ကိုပြောပြောမပြနိုင်ဘူးအကြောင်းအရင်းကိုတယောက်ယောက်ကခင်ဗျားကိုနောက်မှပြောပြလိမ့်မယ်မစိုးရင်ကြပါနဲ့မိစေတို့လို့တန်တီကပြောလိုက်တယ်သူတို့တခုခုမှားနေတာပါဒါပါပဲကျွန်တော်သိချပါဗျ။အန်တီကစစ်သားတွေနဲ့အတူခြံဝင်းလေးဆင်းလိုက်သွားတယ် ဖျားတခင်လိုက်ပါဆောင်းချောက်ပါစေအချစ်ဆုံးရဲ့လို့မစီဒီရောက်အပြုတ်လိုက်တယ်မင်းကိုလေးဖျားတခင်ကဆောင်းချောက်ပါစေရှိရတဲ့မစီဒီရဲ့ဒုရေမကြမီပြန်ဆောင်ချရမှာပါလို့ဒန်ဒီယာပြန်ပြိုးလိုက်တယ်မစ္စတာမိုရီကခင်ဗျားတို့အားလုံးပဲဒီမှာစောင့်ကြပါဦးကျွန်တော်မဆေးဘောအမြန်ပြန်သွားမယ်ဘာတွေဖြစ်ဖြစ်နေလဲဆိုတဲ့သတင်းကိုကျွန်တော်ပြန်ပြောပြမယ်လို့ပြောတယ်လူရန်နှုတ်ဆက်သွားကြတယ်မာစီဒီနဲ့အဒမွန်ရဲ့ဖခင်တို့ဟာတယောက်ကိုတယောက်နှစ်သိမ့်အားပေးဖို့စူးစမ်းကြတယ် ဖန်နိုင်လေးပြန်လာတယ်ဒါပေမဲ့ဒေါင်းတောင်းမှာသူဟာသူသွားထိုင်နေတယ်ဒီဂရော့ကဒန်ဂလာကိုတီတိုးပြလိုက်တယ်ဒီကိစ္စဖန်နိုင်လို့တာငါချင်းတင်ပြေးတယ်အချင်းတိုးကြအောင်စောင့်ဆိုင်းပြီးတဲ့အခါမှာမစ္စတာမိုရီပြန်ရောက်လာတယ်ဒါပေမဲ့သူ့မှာတင်းဆိုးတွေပါလာတယ်အက်ဒမွန်ကိုတချို့တရားဖြစ်တယ်ဆိုပြီးဖိုင်းထားတာပဲလို့သူကပြောလိုက်တယ်မာစီဒီယာစိပြက်လက်ပြက်နဲ့ဩလိုက်တယ်အဘိုးအိုကတော့ဂလထန်တလုံးပေါ်မှာပုံလျက်ကျသွားတယ် ဖာနန်ကငိုနေတဲ့မာစီဒီကိုသူ့ရဲ့သူမရဲ့အိမ်သို့ပြန်ခိုသွားတယ်။အက်ဒမော်ရဲ့တငယ်ချင်းတွေကဝန်နေပက်လက်ဖြစ်နေတဲ့အဘိုးအိုကလေးကိုသူ့ရဲ့ဘာမှမရှိတဲ့အခန်းကလေးစီပြန်ခိုသွားကြတယ်။မစ္စတာမိုရီကဒန်ကလောက်ကိုအက်ဒမော်ပြန်မလာမချင်းဘာရန်သင်ဖို့ကိုမဲမဲကြီးကြအုပ်ချုပ်ရမယ်။အခုပဲသင်ဖို့စီသွားပြီးငါ့ကိုစောင့်ပါလို့ပြောလိုက်တယ်။ဒန်ကလောက်ကသူ့ဘာသာသူတွင်းနေမိတယ်။အခုအချိန်တော့အရာရာဟာငါဖြစ်နေတဲ့အတိုင်းဖြစ်ခဲ့ပြီး အခုချင်းအခုဆိုရင်ငါကဖရန်တင်မိုးရဲ့ကပ္ပတိန်ဖြစ်သွားပြီအက်ဒမွန်ကတော့အဖမ်းခံရရပြီအဲ့ဒီနောက်သူကလေတစင်းထိတ်ကုန်ဆင်းပြီးဖရန်တင်မိုးစီတို့သွားပါတယ်